အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းဖြစ်တာပဲဖြစ်ပါတယ်3လပိုင်း3လသာတောက်ကြသာသမီများအတွက်ဒီဟောစရက်နဲ့အထူးရရားလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်တောက်ကြသာသမီများအနေနဲ့ပေါ့နော်3လပိုင်းမှာငွေကြေးကိစ္စငွေကြေးတဏ္ဍာရီတက်တာမျိုးကြုံတွေ့ရဖို့ရှိပါတယ်ပုံမှန်ထက်ငွေလိုတာမျိုးဖြစ်လာပြီးတော့ငွေလိုဖို့အတွက်စိတ်ဆင်းရခြင်းကိုစိတ်ဆင်းရတဲ့မျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးငွေကိစ္စတွေ ပတ်စံဒီလိုလာမျိုးဖြစ်ပေါ်လာပြီဆိုတော့မိမိတို့ရဲ့အခင်ဆုံးသူတွေမိမိတို့ရဲ့ဒီပုံပုံလင်းပြောရမယ့်သူတွေကိုပုံပုံလင်းပြောပြီးတော့မှအခုညီတောင်းခြင်းအားဖြင့်မိမိတို့ရဲ့မွေကြီးကိစ္စတွေအစီအမီပါပါလိမ့်မယ်မပွင့်မလင်းဟိုဘောနော်မပွင့်မလင်းမရှင်းမလင်းမပြတ်မသားလုပ်ခြင်းကမိမိရဲ့ဒုက္ခတွေမိရဲ့ပြဿနာတွေကိုဖြေရှင်းလို့မရပါဘူးအကြောင်းမလို့ဒီလမှာမွေကြီးတဲ့နာပတ်စံနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေကိုကြုံတွေ့ရတဲ့ရှိတဲ့အခါကျမိမိတို့ရဲ့မိသားစုတွေမိမိတို့ရဲ့ဒီတန်ငယ်ချင်းပေါင်းစပ်တွေကိုပြောပြီးတော့ လုံးစရာရှိရာတွေလုံချင်းအားဖြင့်အခက်အခဲတွေကိုပြပြနိုင်ပါတယ်။နောက်ပြီးတဲ့ခါကျတော့ဒီလမှာပေါ့နော်လုပ်ငန်းအသစ်တွေစတင်တာမျိုးတွေရှိပါတယ်။လုပ်ငန်းအသစ်တွေ plan အသစ်တွေနောက်ရှေ့ကျအသစ်တွေဒီလမှာအမြောက်များစတင်နေ။နောက်တောက်ကြအသားသမီးပေါ့အမှုပညာရှင်တွေအမှုပညာအတက်ပညာရှင်တွေအမှုပညာရှင်တွေပညာရှင်တွေကဒီလမှာမိမိရဲ့အမှုပညာတွေမိမိရဲ့ပညာရည်တွေကိုပိုးပြီးတိုးပွားအောင်လုပ်ဖို့အသင့်တော်ဆုံးအကောင်းဆုံးလားလို့ပြောလို့ရပါတယ်။ မိမိရဲ့ပညာတွေတိုးတက်အောင်မိမိရဲ့အမှုပညာတွေအားကောင်းအောင်ဒီလမှာအလောက်အများလှုပ်ပေးပါလှုပ်နိုင်ရမြအားလုံးကိုဒီလမှာလှုပ်ပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ဒီလမှာပညာရေးတွေပညာရဲ့ဘိုင်းဆိုင်ရာတွေအေလိုမင်းကောင်းပါတယ်ပညာနဲ့အသက်မွေးကြောင်းလှုပ်တဲ့သူတွေမမြအားလုံးဒီလမှာလုံးဝလုံးဝတင်တော်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်စီပွားရေးလုပ်ငန်းရှင်တွေနဲ့စီပွားရေးသမားတွေနဲ့ပတ်သက်ပြီးပြောရမှာဆိုတော့ဒီလမှာပေါ့နော်ဒီငွေလိုအားတွေငွေအားတွေအလွန်များတုံးရပြီးတော့ ဒီမွေးအရန်လိုတာတွေကျွန်တော်ပို့ရှိပါတယ်လိုမွေးလိုပြီးဆိုရနဲ့မိမိရဲ့ပတ်ဝန်းကျင်ကိုကြီးတောင်းပါမိမိရုံကြီးစိတ်ချတယ်မိမိရဲ့အသက်ကြီးတယ်လို့ရှိရနေပြီးအကူကြီးတောင်းပြီးရောမိမိရဲ့အခက်ခဲတွေကိုရှင်းဆိုင်ဖြေရှင်းလို့ပြပါတယ်။နောက်ပြီးတော့စီးပွားရေးလုပ်ငန်းတည်သမားတွေအနေနဲ့ဆိုရင်တော့ဒီလမှာပေါ့နော်ဈေးဆိုင်ဆိုင်အစ်စ်တွေလို့လုပ်ငန်းအစ်စ်တွေဆိုရင်ဒီလမှာလုံးဝမတိုးတင်ပါဘူး။ လုံနေဟိုလုံဖို့လုံနေတာရှိရင်လုံဒါပေမဲ့ဒီလမှာအဆိုင်ဖွင့်ဖွင့်တာမျိုးလုပ်ငန်းသစ်ဖွင့်တာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့အစ်စ်အစ်စ်လောကမဖွင့်ပါနဲ့ပေါ့နော်ပြောချင်တာနောက်လာတွေပေါ့နော်လေးလာပိုင်းကားလာပိုင်းမှာလုပ်ချင်လို့ရရဒီလမှာလုံးဝလုံးဝအစ်စ်ဖွင့်တာမျိုးလုံးဝတော့မလုပ်ပါနဲ့ပြင်ဆင်တာမျိုးရေးရတာမျိုးဆိုလုပ်လို့ရတယ်ပြင်တာဆင်တာလုပ်လို့ရတယ်အဲ့လိုဒီလုပ်ငန်းအစ်စ်တွေကိုအကောင့်နဲ့လုံးဝလုံးဝပေါ်လိုက်ပြီးတော့မှဖွင့်လိုက်တာမျိုးလုံးဝလုံးဝလုပ်လို့မသိတော့သေးဘူးကျွန်တော်အနေနဲ့ပြောချင်တယ် ောက်ပြီးတော့မမီတို့ရဲ့ရည်ရွယ်ထားတဲ့ကိစ္စတွေရည်မှန်းထားတဲ့ကိစ္စတွေဒီလမှာပြည်လာဖို့ရှိတယ်ဖြစ်လာဖို့ရှိလာပါတယ်နောက်အချိန်နဲ့ပတ်သက်ပြီးတော့အိမ်တော်ရေးနဲ့ပတ်သက်ပြီးပြောရမှာဆိုတော့ဒီလမှာအချိန်တွေအိမ်တော်ရေးတွေကတာမန်ထက်ကိုတာမန်လိုက်ထက်ပို့ပြီးတော့အဆင်ပြေတာမျိုးတာမန်လိုက်ထက်ပို့ပြီးတော့ကောင်းမွန်လာတာမျိုးတာမန်လိုက်ထက်ပို့ပြီးတော့ဒီကြည်နူးမှုကောင်းတဲ့နေရာလေးတွေကြုံရတာမျိုးဒီလမှာကြုံတွေ့ရဖို့ရှိပါတယ် ချစ်သည့်မသွေးသေးတဲ့သူတွေကချစ်သည့်တွေ့လာတတ်ပါတယ်။ရည်စားသည့်တွေရတတ်ပါတယ်။နောက်အိမ်တော်ကြီးတွေမှာလည်းအကောင်းမွန်မှုတွေကိုခံရမှုလေးလေးရှိလာတတ်ပါတယ်။နောက်ရည်စားဟောင်းတွေပြန်လာတာမျိုးရည်စားနော်ဒီမိတို့တွေ့ကြုံဆုံကျင်တဲ့သူတွေနဲ့ပြန်တွေ့ရတာမျိုးဖြစ်လာတတ်တယ်ပေါ့နော်။အဲ့လိုမျိုးရှိတတ်တယ်။နောက်ပြောချင်တာတော့ဒီလာလာလာမှာတောက်တတ်တာမိညာတွေကံကောင်းတော့ကံကောင်းတဲ့လားအောင်မြင်ဖို့တွေရှိလားလို့ပြောချင်တယ်။ဒါပေမဲ့ငလုံးထိုင်နေရင်တော့မအောင်မြင်ဘူး။ဒီဟိုကိုရှိကိုအခွင့်အရေးတွေကလာမယ်ဆိုပြီးတော့မျောလင့်နေလည်းမလာဘူး။ မိမိကလုံနေမှဟိုဆောင်ရွက်နေမှာဟိုသွာလာနေမှာလှောက်ရှားနေမှာပြောဆုံးနေမှာဒီလားအကောင်းဆုံးနေရလာမယ်လားလို့ပြောချင်ပါတယ်စီဝါရေးသမားတွေပညာရှင်တွေအကုန်လုံးဒီလားမှာလုံနေမှာသွာနေမှာလာနေမှာအဲ့လားမှာဒီလားမှာ အဟိုအောင်မြင်မှုစီကိုပန်းတိုင်ကိုရောင်နှန်းနိုင်မှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီလမှာပေါ့မမိကိုရန်လူနေတဲ့ရန်မူနေတဲ့သူတွေရန်လူလူပြိုသွားလိမ့်မယ်။မမိရဲ့ရန်သူတွေရဲ့ဒုက္ခဆင်းရဲတွေကိုဒီလမှာကြုံရဖို့ရှိတယ်။အဲကြောင့်မလို့မိမိကဒီလမှာရန်တွေများနေတာရှိရင်မိမိရဲ့ရန်သူတွေမိမိရဲ့အဆင်ပြေသူတွေကိုဒီလမှာလုံအောင်လုံအောင်သွားပြီးတော့ညစောင်းတော်တစ်ချက်တော့မထိုးပါနဲ့။သွားပြီးတော့လည်းအဆောက်ဖက်တော့မလုပ်ပါနဲ့။တော်တော့သူ့ ကြံသူ့အတူသူ့အတူပြန်ကံပြီးသူ့အတူသူ့ဒုက္ခနဲ့သူ့အတူတွေ့ပါလိမ့်မယ်မိမိကသွားပြီးတောက်ပြန်လိုက်မယ်ဆိုရင်အဲ့တောက်ပြန်လိုက်မှုကသူတို့ခံစားမယ်အရာတွေကံဆုံးမှုအားလုံးကိုကိုပြန်ခံစားလိမ့်မယ်ပေါ့နော်အဲကြောင့်မို့ဒီလမှာရန်ရန်ချင်းမမူပါနဲ့ရန်တိုက်ခိုက်တာမျိုးမလုပ်ပါနဲ့မိစိတ်ထဲမှာပြောချင်ဆိုချင်တာမျိုးဘလိန်ချင်တာမျိုးရှိဒီလမှာရှောင်လိုက်နော်ဘလိန်တာမျိုးမလုပ်နဲ့နော်ပါဇက်ကဆန်ဘလိန်တယ်ဗျာပြောချင်တာတော့ နော်ဟိုလက်နေပါးတုတ်ပြန်တာတွေပေါ့နော်အဲ့ဒါကြီးအဲ့ဒါကြီးထားလိုက်အောင်ဟိုဘလိန်းတာပါအစားမလုပ်ပါလို့ကျွန်တော်တို့ပြောချင်တယ်ပေါ့နော်အဲ့ဒါကြီးရှိပါတယ်အကြောင်းဒီလမှာကောင်းတဲ့လာလို့ပြောလို့ရတယ်တခုပဲငွေကြေးပိုင်းဆိုင်ရာလေးဒါနည်းနည်းလေးကတိခွက်ရောက်လေးဖြစ်မယ်နောက်ချက်လေးဖြစ်မယ်အဲ့ဒါလည်းလေပြောရမယ်ဆိုရင်လေငွေကြီးကလေပြီးရင်ပြီးတော့လေပြီးသွားတာပဲဖြစ်သွားမှာဗျအမှလည်းမဟုတ်လိုက်ဘူးပေါ့နော်ပြဿနာကြီးရတဲ့ခုနေနဲ့ပေါ်လာပြီးတော့ပြီးတော့လေပြီးသွားတဲ့ပုံစံမျိုးပဲဖြစ်သွားမှာပဲပေါ့နော် နောက်ပြီးတော့ဒီကျမကြီးနဲ့ပတ်သက်ပြီးပြောချင်တာတော့ကျမကြီးကကြတော့ကျွန်တော်တို့ဒီအယိုးစစ်တွေကြိုက်တာမျိုးအယိုးစစ်တွေလဲတာမျိုးเนาะအယိုးကျူးတာမျိုးနောက်ပြီးတော့ဒီအဲ့လိုအဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီစားသတိထားပေးပါနောက်ပြီးတော့မတော်မဆကိစ္စတွေမတော်မဆဆိုတာရေတွေမြေတွေမီးတွေကြောင့်ဖြစ်တဲ့ကိစ္စတွေမီးလောင်တာမျိုးတို့เนาะနောက်ပြီးတော့ဒီဟိုရေရေချိုးများတာကြောင့်မလို့ဖျားတာမျိုးတို့နောက်ဒီသွာလာလှုပ်ရှားနေနေမြေနဲ့ပတ်သက်ပြီးမြေပြိတာမျိုးအဲ့ဒါမျိုးတွေတဲ့ ကြုံရတဲ့ပုံမျိုးရှိပါတယ်အဲကြောင့်ဒီဂျီအောင်ကြည့်နေတဲ့တောက်ချတာသမီးတွေမှာမြေရေအဲ့လိုပတ်ဝန်းကျင်တွေမှာနေတဲ့သာသမီတွေဆိုတော့ပုံပြီးတတိထားပြီးပါတော့ကျွန်တော်နေနဲ့ပြောချင်ပါတယ်ကဲဟိုရေရာလေးနေနဲ့ပြောရမယ်ဆိုရင်တော့ကန်ဆိုးရေရာလေးတတ်တာအောင်လောက်ရမရေရာလေးတွေကကြတော့အဓိကဘာဖြစ်လဲဆိုတော့ဒီကျွန်တော်တို့ဒီဖျားအကြောင်းကန်နေပေါ့ဖျားအကြောင်းကန်နေမှာတွားပြီးတော့မှာတက်စစ်ဆိုတော့ပရိစိတ်ပြရလို့ တန်မုတ်တွေကိုပရိစိတ်ပေးတာမျိုးတက်စိတ်ပရိစိတ်တာမျိုးပေါ့နော်အပတ်တို့ဟိုတက်စိတ်စိတ်ပေးတာမျိုးကျွန်တော်ပြီးတော့ဒီဟိုကိုပတ်ခုနှစ်ပတ်အဲ့လိုမျိုးပေါ့နော်စိတ်ပေးတာမျိုးပရိစိတ်ပေးပါပြီးရခါမျိုးကြတော့ကျွန်တော်တို့ဒီမိမိတို့ရဲ့အိမ်ပံဝန်းကျင်မှာပေါ့နော်ရှိတဲ့ကလေးတွေပေါ့နော်ကလေးတွေကိုအချို့ချိုးတဲ့အရာတွေမှမများအားလုံးကိုဝေပေးပါတကြလုံးနေလို့အချိုးရည်လို့ เนาะချိုးရဲမုတ်တီတို့အဲ့လိုမျိုးတွေလှူတာမျိုးလုပ်ပေးပါပြောချင်တာတော့ဒီလမှာဗျာကောင်းနာတွေရခြင်းအချိုးတွေကုန်ရခြင်းတဲ့ဆိုချိုးရဲနာနဲ့ပတ်သက်တဲ့အရာတွေမမြအားလုံးကိုဝေပေးလှူပေးကျူပေးအဲ့ဒါဆိုမိမိရခံခဲတွေပြီးပြီးတော့စင်မီချုံမကြပါလိမ့်မယ်အားလုံးပဲစင်မီချုံမကြပါစေရလက်ကောင်းတွေရရှိကြပါစေလို့ကျွန်တော်နေရဆုမတော်ပေးလိုက်ရပါတယ်